မစ္စနအသံတော်မြန်မာသင်ကူကျေးဇူးပါတယ်နော်အားသာဝနာရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာမကြခင်ချိန်တွဲမှာဆိုလို့ရှိရင်တော့ International U22 ချစ်ကြည်ခြေစံပွဲစဉ်အဖြစ်အရှင်ပြန်ကစားသွားကြမယ်ဒီမှာ U22 လေးစီမြို့သားအသင်းနဲ့ ဟောင်ကောင် U22 လည်းအမျိုးသားအသင်းတို့ကတော့ရန်ကုန်မြို့မှာရှိတဲ့သူနာအကစားကွန်ကြီးထဲမှာစတင်ရှင်ပြိုင်ကစားကြတော့မှာပဲဖြစ်ပါတယ်။ဒီကနေ့ပွဲထွက်ကစားသမား၁၁ယောက်အစည်းအဝေးမှာတော့ဂုသမားနေရာမှာတော့ကျွန်တော်မ23ဟင်းထက်ဆိုးပွဲထွက်လာတာပဲဖြစ်ပါတယ်။ခြားသောကစားသမားတွေဖြစ်ကတော့ကျွန်တော်မ၄မြက်ဖုံးခန့်ကျွန်တော်မ၅အကာကျော်အသင်းကောင်းဆောင်ကျွန်တော်မ9မိုးဆွေကျွန်တော်မကိုတန်းတိုးအောင်ကျွန်တော်မ17စောမျိုးစောကျွန်တော်မ15ဝေယံလင်းသူဒီပွဲစဉ်ကိုတော့ကွန်းနေတိုင်းအဖြစ် ွင့်နေနိုင်ပြီကြီးဥက္ကမောင်ဆိုးကတောင်းရင်ပြီးတော့ကင်တွေသွားမှာပဲဖြစ်ပါတယ်ခြားတော်ကစားသမားရဲ့ဖြစ်ကတော့ကျွန်တော်မ2လော်6ဟီကျွန်တော်မ3လီလော့ဟင်ကျွန်တော်မ5အဲလီစင်အသင်းကောင်းဆောင်ကျွန်တော်မ9မာဟီဝီကျွန်တော်မ8တန်အင်ချင်းကျွန်တော်မ9မက်ထရူးလုစလော်တာရီကျွန်တော်မ73ဂျယ်ရီမီကျွန်တော်မ74ပင်တူပရိသတ်တွေနဲ့တူကျွန်တော်တို့အခုပဲစတင်ပြီးတော့ကြည့်ရှုရအောင်ပါပဲဖြစ်ပါတယ်ဘယ်တန်းဘယ်ထုတ်ပြီးသားရီ တန်တူအသင်းပဲနောက်ပြန်ပြီးတော့ပေးထားတာဖြစ်ပါတယ်လူငယ်ကစားသမားတွေပဲဖြစ်ပါတယ်မိုးဆွေပဲချီတီနဲ့အေရီယာလေးကိုဖျက်ပို့ပေးတာလေလူချွတ်ချွတ်ပဲ ယူပြီးပဲရှေ့ကိုကဲနေပြီးထားတယ်။လိုင်းနေမဲ့လီလိုဟင်းဧရီယာထဲမှာပဲလက်ကန်လာတယ်။နောက်ထပ်ချင်းထပ်ကန်ပြန်ပြီ။အောက်တန်းနေပြီးတော့တိုက်စစ်ကိုပြပမှုအရတော်လေးကိုကောင်းမွန်ခဲ့ပြီးတော့အရှိမအသိရှိနေကြတဲ့ကျွန်တော်မဲ့တုံလီလိုဟင်းဆုံးသက်ဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့မာတင်ရဲ့ good morning ထဆူတတိကြီးကြီးထားပြီးတော့ကောက်ွယ်သွားခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့မြန်မာ nationally ပွဲစဉ်မှာအခုစိန်တော့ဟောင်ကောင်တင်းပဲလွတ်ထွက်သွားပြီဒီချိန်မှာတော့ဟိန်းချက်ဆိုးအဝင်ထွက်မှန်မှန်နဲ့ပဲဟောင်ကောင်တင်းရဲ့တိုက်စစ်ကိုတော့ပြန်လည်ဖမ်းယူရရှိထားခဲ့တာဖြစ်ပါတယ်ဝိုင်းလူချင်းလေးကြီးနေတဲ့ဝိုင်းလူပဲညော်ထိုးပေးလိုက်ပြီးအေရရဲမှာပဲဒီချိန်မှာတော့မိုးဆွေလူကြုံနေထားမှာရရှိနေခဲ့တာဖြစ်ပါတယ် တင်းရဲ့ညာချမ်းတိုက်စစ်မှာပင်တိုကောင်းမွန်တဲ့ခြေစွမ်းတွေကိုတော့ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။အေရမောပဲတန်တိုအောင်လိုက်ဖို့ကြိုးစားနေတယ်။တန်တိုအောင်ပဲအေရဝင်လာပြီလို့ဖြတ်ချိုးပေးပြီ။ဒါမဲ့လေသူ့ရဲ့အဆုံးသက်ချက်ကတော့ထိချက်လွဲပြီးတော့ထိရောက်တဲ့တိုက်စစ်စစ်မှုတစ်ခုတော့မဖြစ်ခဲ့ဘဲနဲ့အခုလုံးပေါ်နဲ့ပဲကျင်တတ်ခဲ့ရတယ်မြတ်။ ဝင်မြောက်ချပီးထားတယ်ဒီကိုရင်လက်ကန်တော့တယ်စောဝဲမှာကန်တင်းခွင့်ရရှိခဲ့တဲ့လီဟိုဟင်မဲနောက်ထပ်တစ်ချိန်ကောင်းမွန်တဲ့ကန်ချက်တစ်ခုကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ဒီချိန်သူရဲ့ကန်ချက်ကကိုဘားရိုင်နဲ့ထိပြီးတော့ပြန်ရှင်ထွက်လာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အကာကျော်မိုးဆူရဲ့ပြေးလမ်းကြောင်းလေးကိုများ ပေးတာတော့ကောင်းလိုက်ပါမိုးဆွေပဲပြန်ချိုးပေးသားတယ်ဟောင်ကောင်သေးမဲပြန်ပြီးတော့အရာနာသေးတယ်မြတန်တူအောင်လိုက်ပြီးတော့ဖိအားပေးဖို့ကြိုးစားနေတယ်အယ်လီဆန်ရှုပ်ဖြတ်ပို့ပေးသားတယ်ဝိုင်းလူဝိုင်းလူပဲလေတွေကိုဖြတ်ပြီးတော့ချိုးဝင်လာရှုပ်ပေးသားတယ်စိုးမျိုးစလိုက်ဖို့ကြိုးစားတယ် င်စင်စောမျိုးစောကုသိုလ်ဘုရားကြိုးစားခဲ့ရပဲဖြစ်ပါတယ်ဒါပေမဲ့ဟောင်ကောင်တင်းရဲ့ကုသမာပေါင်ချောက်ခီရလည်းအနာခံပြီးတော့ထဖန်းနာရပဲဖြစ်တယ်ခင်ဗျာမိုးဆွေရလာပြန်ခင်ဗျာမိုးဆွေပဲလာကန်လာလေဟောင်ကောင်တင်းရဲ့ကုသမာပေါင်ချောက်ခီကလည်းကောင်းမွန်ဆုံးလက်ဆန်းနဲ့ကာကွယ်ထားနိုင်တာဘုရောတွေ့ရတယ်ခင်ဗျာ ကန်တိုးအောင်အေရီယာတော့ကန်ပို့ပြီးသားလေးမိုးဆွေကိုဘောပေါင်ချောက်ဟီနိုင်ငယ်ဥထားခဲ့တာပဲဖြစ်ပါတယ်အားသာဝနာရှင်ပြည်သူများအခုကျွန်တော်စင်ကန်တင်ဆက်နေတဲ့အတွင်းမှာပဲပရောမိုင်း၄၅မိနစ်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ပရောမိုင်းအပြီးမှာတော့မမအသင်းရောဟောင်ကောင်အသင်းမှာကိုသူယူနိုင်ကြခြင်းမရှိသေးဘဲနဲ့ကိုမရှိတေရလက်တိုင်းပဲပထမပိုင်းကို

ောင်းမွန်ဆုံးကောက်ွယ်သွားခဲ့တာပဲဖြစ်ပါတယ်။ကိုအီဒီယာရှေ့ဘက်လောက်ထိထွက်နေခဲ့တဲ့ကုသမအိုပါကြော်ပြီးတော့တွင်ဖို့အတွက်ဇွမ်းမန်သာဝေးကန်ချက်နဲ့သူကြိုးစားခဲ့တာပဲဖြစ်ပါတယ်။အကောင်တဲမဲ့ area လေးဝင်ရောက်လာပြီဗျာ။ရာသာသေးတယ်။ငါကမကြိုးစားရည်။မတဲမဲ့ရှုကံပို့ပြီးသားလေး။အကောင်တဲကခေါင်းဦးလေးဗျာ။ရှိုင်းဝနာအောင်မတဲမဲ့ နောက်ပြန်ကန်ချက်ကကောင်းမွန်ဆုံးအနေထားတစ်ခုနဲ့အတူတန်တိုးအောင်နဲ့စွမ်းထက်တို့ရဲ့ရှိကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့နှစ်ယောက်သားကိုရယူဖို့အတွက်အနေငယ်လောကြည့်နေတဲ့အနေထားတစ်ခုမှာတော့သူ့လူလူကားလူလူနဲ့ပဲဘောလုံးကဟောင်ကောင်သင်းရဲ့ကိုတမပေါင်၆ဟီစီရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်မာတင်ကတော့ပုံမှန်မှာသူတို့ရဲ့ လိုအပ်ချက်တွေကိုပြုမြင်ပြီးတော့ကြည့်ရမယ်။သူရဲ့ကစားကောက်ကပိုကောင်းခဲ့တာဖြစ်ပါတယ်။ရှန်ဝင်းအောင်အေးရဝင်လာပြီ။ရှန်ဝင်းအောင်ပဲချင်အောင်ပြနေတဲ့ဝင်းလက်ခံပြီ။ဒီချိန်မှာလဲရှန်ဝင်းအောင်ရဲ့အဝေးခံချက်ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ဒီချိန်မှာလဲကိုသမားပေါင်ချောက်ဟီကာဝယ်ထားနိုင်စေဖြစ်ခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာလူစားဝင်လာခဲ့တဲ့ရှန်ဝင်းအောင်ဒီချိန်မှာလဲပြိုင်ဘက်ခန်းစစ်ကစားမတွေကိုချင်အောင်ပြပြီးတော့ညာရှင်နဲ့အဆုံးသတ်ဖို့အတွက်အကျိုးစားခဲ့တာဖြစ်ပါတယ်။အလဲဆွဲဝင်လာအောင်ပြီး ဝင်းလှန့်ကန်ကိုကျုံးသားတယ်ရလာတဲ့ထက်ကန်မြန်ပြီဒီချိန်မှာတော့တိုက်စစ်စားမတန်တူအောင်နှစ်ဆင့်ထမှန်ပိတ်သွင်းပြီးတော့အဆုံးသတ်ဖို့တည်းကျိုးစားခဲ့တာဖြစ်ပါတယ်ဒါမဲ့လည်းသူရဲ့အဆုံးသတ်ချက်ကတော့ဘူပါနဲ့ပေါ်ကနေပဲကြော်ထွက်သွားခဲ့ပြီးတော့ဂိုးလုံးပေါ်နဲ့ပဲအဆုံးသတ်ခဲ့တာဖြစ်ပါတယ်ဒီမှာအသင်းပဲစာခန့်ချောဝင်းလှန့်ကန်ပြီဒီချိန်မှာလည်းစာခန့်ချောရဲ့တော်တော်လှန့်လန့်ကနေကန်ချက်တော်တော်ကောင်းမွန်ခဲ့တာဖြစ်ပါတယ် ဒါမဲ့လေသူရဲ့ကံချက်ကတော့ကိုသမားပေါင်ချောက်ဟီရဲ့တဲ့တယ်ကိုပဲရရှိသွားတဲ့အနေထားတစ်ခုမှာမြမသင်းတွင်ကိုရမယ်အခွင့်ရင်းနဲ့တော့ဝေကွာသွားခဲ့တာဖြစ်ပါတယ်။နောက်တင်လုံးကအတွင်ကိုရောရှာဖွေထားနိုင်ခဲ့ခြင်းမရှိသေးတာဖြစ်ပါတယ်။အခုဆိုအေးရဝင်လာပြီးဟောင်းအောင်သင်းမဲ့ချက်ထိန်းလာတယ်လန့်ကန်မြန်ပြီ။ဒီချိန်မှာတော့မြမသင်း ခံစစ်ကပြန်လည်ဟန်တာထားနိုင်ခဲ့တာဖြစ်ပါတယ်မြေတွေးရအနေထားတစ်ခုကတော့ဟောင်ကောင်တင်ရဲ့တိုက်စစ်ကစားမတွေလူကျွန်အနေထားမှာရရှိနေခဲ့တာဖြစ်ပါတယ်ဇော်ပိုင်းကဟောင်ကောင်တင်ရဲ့တိုက်စစ်ကိုဟန်တာဖို့ကြိုးစားနေတဲ့သင်းကောင်းဆောင်အကာချောနေငယ်တန်ရာရရှိသွားခဲ့တဲ့အနေထားမျိုးတွေတော့မြေတွေးခဲ့ရတာဖြစ်ပါတယ်ဒုတိယပိုင်းမှာလူစားဝင်လာခဲ့တဲ့ချန်ကိုဟင်း ဘယ်အေရီးယားမှာရလာတဲ့အခွင့်အရေးတရက်ကိုအဝေးကန်ချက်နဲ့အဆုံးသတ်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်။ဒါရသည်မြန်မာအသင်းမအကာကျော်ချစ်အေးဇေမန်တာရလာသည်ရေဇေမန်တာပဲဒီလိုကြိုးစားခဲ့တဲ့အနေအထားတစ်ခုမှာတော့ကိုလိုမောနေပဲဆုံးသက်သွားခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းရောဟောင်ကောင်အသင်းမှာဂိုးမရှိတေးရတဲ့အတိုင်းပဲစီမံကစားနေရဖြစ်ပါတယ်။အကားသောဝနာရှင်ပြည်သူများခင်ဗျာကျွန်တော်စီကံတင်ဆက်နေစဉ်တွင်ပါပဲ။ ပုဂ္ဂသားချင်းကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ပြီးဆုံးသွားတဲ့အချိန်မှာတော့ဒီမှာအသိန်းနဲ့ဟောင်ကောင်အသိန်းတို့ဟာဂုံရှိအသေးရလက်အတိုင်းပဲပွဲကိုအဆုံးသက်သွားပါတယ်ဆိုတဲ့အကြောင်းအစဉ်ကတင်ဆက်နေတယ်ပဲကျွန်တော်ရဲ့ဒိုင်ထုတ်လေးတင်ဆက်နေမှုကိုဒီမှာပဲရှင်းအောင်ပြပါခင်ဗျာအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်စီးဆိုင်ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်နော်